ကြကုန်ပြီဝိသ္စာပန်းစံသစ္စာလာတသစ္စာနေတို့နှစ်ထွေမသွေမုတ်ချဖြစ်ကြပါစေကုန်သတည်းမောင်ကောင်းကကျွန်တော်ဘောနော်သူလက်မထိုးပွဲလေးလုပ်မယ်တဲ့အဲ့ဒါအကိုတဲ့အခမ်းအနားမှုဖြစ်ပြောပြလို့ရလားဆိုပြောတဲ့ချိန်မှာအရန်လဲပျော်မိတယ်အရန်လဲအံ့ဩမိရယ်ဘောနော်ယခုချိန်မှာစတင်ပြီမင်္ဂလာအေခံပွဲခမ်းနာကြီးအောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပြီဖြစ်တဲ့အတွက်နောက်ထပ်တစ်ကြိမ်လက်ခုပ်တညာချင်းမြင်ပေးပါဦးခင်ဗျာ။ဒီနေ့ကလည်းကျွန်တော်မြေတားနဲ့ကုညီပေးခဲ့သလိုတို့တို့လည်းလက်တက်တက်လက်ထပ်ပြီးတော့လက်ဖွဲ့တယ်ပေါ့နော်။အဓိကကတော့ကိုညီတွေညီမတွေကိုအိမ်နောက်တစ်ခုပြုတဲ့အခါမှာအဲကျွန်တော်အနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ဒါမြေတားတွေပေးခြင်းနဲ့အန်ဒီနဲ့လည်းကျွန်တော်အရန်ခင်တာကိုတဲတဲရဲ့အမေနဲ့လည်းအရန်ခင်ခဲ့တဲ့အခါကျတော့အဲမနေ့ကမင်္ဂလာဆောင်မှာဆိုလို့ရှိရင်အန်ဒီကိုလည်းအရန်သတိရတယ် ဒီလိုမြင်ကွင်းမျိုးကိုသူမြင်ခြင်းမှာပဲလေနော်မချောဆိုလဲမနေရတွေးပြီးတော့သူဝမ်းနေနေတာတွေးရကျွန်တော်အချိန်ထဲမှာစိတ်မကောင်းကိုကစင်မွားခန်းထားမှုတာလုံနေတာဘာလို့ပြရမှန်းမသိပါတော့မချောကိုနှစ်သိမ့်ပေးခြင်းနဲ့မောင်ကောင်းကကျွန်တော်ပေါ့နော်သူမင်္ဂလာပွဲလေးအချင်းချင်းလေးပဲတဲ့ အောင်စပြူတော့ရကြောင်းမှာပေါ့နော်ဘုံမင်းကြောင်းမှာပဲလက်မထိုးပွဲလေးလုပ်မယ်တဲ့အဲ့ဒါအကိုတဲ့အခမ်းအနားမှုဖြစ်ပြောပြလို့ရလားဆိုပြောတဲ့ချိန်မှာအရန်လဲပျော်မိတယ်အရန်လဲအံ့ဩမိရပေါ့နော်။ဘာပဲဖြစ်အဲသူတို့စိတ်ထဲမှာကိုစိန်လင်းဆိုတဲ့လူတယောက်ကိုခုချိန်ထိအမြဲတမ်းချစ်ပေးနေရအောင်သိရတယ်လဲအရန်လဲဂုဏ်ယူမိတယ်။ဟိုကောင်းပြည့်မင်းသားစဖြစ်ပြီးတော့အရန်နာမည်ကြီးနေတဲ့အချိန်မှာတည်းကခင်ခဲ့တာခုဆိုလို့ရှိရင်ဒါ ဆယ်စုနှစ်ကျော်သွားပြီပေါ့နော်ခင်ခဲ့တဲ့တတ်တတ်တျှောက်မှာအမြဲတမ်းပြောဖြစ်တယ်ကောင်းပြင်းဆိုတာကမင်းသားဒါပေမဲ့ဘယ်ချိန်ဖြစ်ဖြစ်အယောင်မပြောင်းလဲဘူးအဲဘယ်မှာတွေ့တွေ့တွေ့ရနေရာတိုင်းမှာတကယ်ကိုရိုးရိုးကြိုးကြိုးနဲ့ဆက်ဆံရေးကောင်းတဲ့နေရာမှာပါတယ်အဲ့တကြောင့်မို့လို့သူ့ကိုဟိုလုံးဖို့ကြိုင်ပတ်မင်းသားတယောက်လိုမျိုးကိုကစစ်တာခင်တာမျိုးမဟုတ်ဘဲနဲ့ကိုကြီးလေးတယောက်လိုမျိုးချစ်ခဲ့တာပေါ့နော် ီးတော့တဏ္ဍဘိုလ်ပေါ့တဲတဲဆိုလို့ရှိရင်လေမချောနဲ့တဏ္ဍဘိုလ်ဆိုပြီးတော့ညီမနှစ်ယောက်ကအဲဒီအနုပညာလောကထဲမှာတဲတဲစပြီးတော့အနုပညာလောကစလေးအရွယ်ပေါ့အဲ့ချိန်မှာကျွန်တော်ကလည်းဒီဝယ်တယ်လောကတွေကိုစဝင်လာတဲ့အချိန်ဆိုတော့ငြင်းတန်းတဏ္ဍဘိုလ်နဲ့အလုပ်တွေတူတူလုပ်ဖြစ်တယ်အဲပြောမယ်ဆိုရင်တော့သူရဲ့ဒီ model တက်တန်းတစ်လျှောက်လုံးအခုသူမင်းသမီးဖြစ်လာတဲ့အရွယ်အထိဆိုလို့ရှိရင်လည်းအဲ့လိုပဲဆယ်စုနှစ်ကျော်တဲ့အထိကိုညီမလေးလိုပဲအရန်ချစ်ခဲ့ရတဲ့ အဲမင်းသမီးလေးတယောက်ပေါ့နော်မချောနဲ့လည်းမောင်နှမလေးလိုပဲဆိုတော့ဒါကိုဒီဘက်ကလည်းကိုမောင်နှမလိုဖြစ်နေတယ်ဒီဘက်ကကောင်းပြင်းနေတဲ့ညီကိုဖြစ်နေတယ်ဒီနှစ်ယောက်ကပေါင်းဆက်ကြမယ်ဆိုရပွဲလေးမှာအဲနှစ်ယောက်စလုံးကအကိုခံနာမှုလေးလုပ်ပြီးလို့ရလာလို့ပြောတဲ့ချိန်မှာသူတို့လေအပေါ်စီးရနေတော့ကျွန်တော်လှုပ်ခိုင်းတော့မဟုတ်ဘူးသူတို့ကလေဟိုတကယ်ကိုရိုရိုချိုချိုလေးနဲ့အကိုလှုပ်ပြီးလို့ရလာဆိုပြီးပြောတဲ့ချိန်မှာလေအရန်အဲသူတို့ပုံမှာဟို ချီးကျူးတယ်ပေါ့နော်ပြီးတော့တခြားရောအကိုဘာလုပ်ပေးရအောင်မလဲပေါ့နော်အဲရရဲကိုအာနာလို့ဆိုပြီးတော့သူတို့တခြားအိုင်လေးစီစဉ်ထားပြီးသားဖြစ်သွားဆိုရရဲရရဲအကိုနေနဲ့လိုရာရှင်ပြောဆိုတဲ့ဟာပေါ့နော်ဟိုဖက်ဖက်ကနေပြီးတော့ကိုဘက်ကအစင်တင်ပဲလုပ်ပေးဖို့ပေါ့အဲ့မှာပဲအဲသူတို့လက်ထပ်ပွဲလေးအတွက်ဒီလက်မထိုးပွဲလေးကိုပေါ့နော်ကျွန်တော်ပါဝင်ပြီးဖြစ်သွားတာပါဟုတ် သူတို့စပြီးတော့ကြိုက်ကြတယ်သမီးစားဖြစ်တဲ့အချိန်မှာတည်းကကျွန်တော်တို့ဝယ်တင်ရှိုးပွဲလုပ်တယ်ဆိုလို့ရှိရင်အဲ့မှာတဲတဲ့ဘလူးနဲ့တွဲခြင်းလဲရှိုးရှောက်ဖို့အတွက်ပေါ့နော်စုံတွဲလေးရှောက်မယ်ဘလူးနဲ့တွဲမလဲဆိုတော့ကောင်းပြင်းနဲ့တွဲမလားအဲ့ချိန်ကိုယ်တွေလဲတည်င်းစားနာကြားထားရခါကြတွဲမလားဆိုတော့တွဲမယ်ကိုကြီးဆိုတဲ့သူကြီးကအရန်အသက်ကြွနေတော့အဲ့ချိန်မှာတည်းကအဲ့တော့အဲ့ထက်ကပြောဖြစ်တယ်သူတို့ညောင်လိုက်ဖက်တယ်အရက်ကလေးတွေရရှိရှိလေးတွေနှစ်ယောက်စောလဲအသားလေးရဖြူဖြူလေးတွေပေါ့နော်အရွယ်လေးအဖြစ်လဲဒါပြောမယ်ဆိုရင်ကောင်းပြင်းကနည်းနည်းတော့ကြီးတယ်ဒါပေမဲ့အဲလိုက်ဖက်တယ်အဲ့ဒါကြ ောင့်မို့လို့ဟိုသူတို့တကယ်တမ်းဟို relation တစ်ခုတည်ဆောက်တဲ့ချိန်မှာအစောပိုင်းတော့လေစောင့်ကြည့်နေရပါတော့ဘလောက်ကြကြတွဲမလဲဆိုတဲ့စိတ်မျိုးပေါ့နောက်ပိုင်းကတဖြည်းဖြည်းနဲ့နှစ်တည်ကြာလာတဲ့ဆယ်နှစ်ကျော်လောက်တည်တွဲလာတဲ့ခါကျတော့သူတို့ဒါတန်ရောစင်တွေကပို့ပြီးတော့ခိုင်မာသွားပြီဆိုတာသိလာတယ်အဲ့တော့အများအတန်းနဲ့တွေ့လဲပြောဖြစ်တဲ့တန်နာဘိုးကိုကျွန်တော် တက်တဲလို့ပဲခေါ်တော့ပေါ့နော်တက်တဲဒိုရာရှိပြောတော့မင်္ဂလာဆောင်မယ်ဆိုရင်ဘာပဲပြောပြောလုပ်ပေးမယ်နောက်ဆုံးဘာပဲခိုင်းခိုင်းเนาะ ဟိုအစင်သက်ပဲကိုမောင်နှမတွေလို့သဘောထားဆိုပြီးပြောလေးရှိတယ်အဲ့ခါကျတော့တကယ်တမ်းဒီလိုမျိုးလက်ထပ်သွားဖြစ်တဲ့အခါမှာအရန်ဟိုဝမ်းတာပီတီဖြစ်ရတယ်ပြောမယ်ဆိုရင်အန်ဒီနဲ့လည်းကျွန်တော်အရန်ခင်တာကိုတဲတဲရဲ့အမေနဲ့လည်းအရန်ခင်ခဲ့တဲ့အခါကျတော့ အဲမနေ့ကမင်္ဂလာဆောင်ပါဆိုလို့ရှိရင်အန်တီကိုလည်းအရန်သတိရတယ်ဒီလိုမြင်ကွင်းမျိုးသူမြင်ချင်မှာပဲလေနော်။ဘာပဲဖြစ်ဖြစ်သားသမီး၃ယောက်မှာအကြီး၂ယောက်ရဲ့မင်္ဂလာဆောင်ကိုအန်တီဝါမိခဲ့တယ်။အခုဒီသမီးငယ်လေးမှာသူမရှိဘူးဖြစ်သွားတဲ့အချိန်မှာဟိုမချောဆိုလည်းမနေ့ကတွေးပြီးတော့သူဝမ်းနေနေတာတွေ့ရကျွန်တော်ချိန်ထဲမှာစိတ်မကောင်းကိုကစင်မွာခမ်းနားမှုတာလုပ်နေတာဘာလို့ပြရမှန်းမသိပါတော့မချောကိုနှစ်သိမ့်ပေးခြင်းနဲ့အဲ့နဲ့ ဟိုပြန်ကန်ပြီးတော့သွားပြီးတော့မချောတော့အပေးခဲ့ပါသေးတယ်အဓိကကတော့သူ့စိတ်ထဲမှာဖြစ်နေတာကိုကျွန်တော်ခံစားလို့ရတယ်အမကြီးအမိယာဆိုသလိုပဲပေါ့နော်သူညီမလေးပေါ့မှာ အရန်ချစ်တဲ့အမတယောက်ပါ အဲ့ဒီအတွက်ကြောင့်မို့လို့အမှုပညာထဲမှာလည်းသူညမလေးကိုသူတတ်နိုင်တမားဆွဲပြီးတော့ဟိုဆောက်ရှောက်ပေးတယ်ခုလည်းမင်္ဂလာပွဲကြီးတစ်ခုလုံးမှာ မချောရတာစိတ်ပင်ပန်းလူပင်ပန်းပြီးတော့ဆောင်ရွက်ပေးနေတာတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်သူစိတ်ချသွားရပြီးကောင်းပြေးရင်လည်းသူညမလေးပေါ်မှာပေါ့နော်ယောက်ျားပိသားစွာနဲ့အခုလိုမျိုးအဲလက်ထပ်သွားပြီးတော့ဆောက်ရှောက်ပေးလိုက်ပြီးဆိုတဲ့အချိန်မှာသူစိတ်တွေအကုန်လုံး စိတ်ချရသွားတဲ့အတွက်ကြောင့်မို့လို့လို့ထင်ပါတယ်ဟုတ်အာအောက်မှာစင်စင်အောက်ကိုကြည့်လိုက်ထင်ပါတကယ်အတွေ့တွေအများကြီးရှိသေးရပါတော့เนาะဘယ်တော့လဲဆိုတော့ဒါသူတို့ပဲတိမှာပေါ့เนาะကျွန်တော်တော့မပြောနိုင်သေးပါဘူးအရာအားလုံးကတော့ဒါကန်စီမန်ယာပဲဆိုတော့ဘာပဲဖြစ်ကိုအမှုပညာလို့ဖို့ကန်ဘတ်တီတွေကညီကိုမောင်နှမတွေမင်္ဂလာဆောင်ကျင်းတဲ့အခါမှာကျွန်တော်အနေနဲ့ကတော့အဲကျွန်တော်တို့ Today Wedding Studio အနေနဲ့ပဲဘာပဲဖြစ်ဖြစ်ပေါ့เนาะလုပ်ပေးလို့ရတဲ့ service တွေအကုန်လုံးကိုဒါမေတ္တာနဲ့လုပ်ပေးဖို့အစဉ်သင့်ပါပဲ။ ဟုတ်တယ်မနေ့ကလည်းကျွန်တော်မြတ်တာနဲ့ကုညီပေးခဲ့သလိုတို့လည်းတက်တက်လည်းထပ်ပြီးတော့လက်ဖွဲ့တယ်ပေါ့เนาะအဓိကတော့ကိုညီတွေညီမတွေကိုအိမ်နောက်တစ်ခုပြုတဲ့အခါမှာအဲကျွန်တော်အနေနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ဒါမြတ်တာတွေပေးခြင်းနဲ့အဲမောင်ကောင်းတဲ့တက်တက်ရလည်းပြောထားပါတယ်ကျွန်တော်သူလေး wedding studio အတွက်လည်းအဲတို့ဒီစိုင်းကြော်ညာလေးပေါ့เนาะရိုက်ပေးမယ်လို့ပြောထားတဲ့အတွက်လည်းတို့ဒီလက်ထပ်လမ်းမထိုးပွဲလေးပြီးရဲ့အချိန်မှာတော့ရိုက်ဖြစ်ဖို့ရှိပါတယ်ဟုတ်။ကောင်းပြင်းတဲ့တဏ္ဍာဘိုးတို့ဘဝတခြားအောင်လုံး နားလေခြင်းခွဲလွတ်ခြင်းတီးခန့်ခြင်းသဘောထားကြည့်ခြင်းနေနဲ့ပေါ့နော်တဦးပေါ်တယောက်ဘတော်မှရိုးမသွားတဲ့ချစ်ချင်းတရားတွေနဲ့တားဆင်ညီဆက်ရောက်တဲ့အထီပေါ့နော်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကြီးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်อืมပြောမယ်ဆိုရင်တော့တချို့တွေကပြောတယ်မိဘကိုလှုပ်ကြွေးတဲ့တာသမီးတွေอ่ะတဲ့လူပြိုကြီးအပြိုကြီးတွေဖြစ်တတ်တယ်တဲ့ကျွန်တော်လဲကိုမိဘကိုပဲလှုပ်ကြွေးနေရဲ့ ဒါတရားဖြစ်တဲ့အခါကျတော့လေတဖြည်းဖြည်းလူပြိုကြီးစီးရင်ဝင်လာတာပေါ့နော်တနေ့တနေ့အလုတ်အလုတ်လုတ်ဆိုပြီးအလုတ်နောက်ကိုပဲလိုက်ဖြစ်နေတယ်ဘာဖြစ်အသက်ကလူလက်ပိုင်းတဲ့ကိုရောက်လာတာပေါ့သူများအတွက်ပဲလက်ဖွဲ့ခဲ့တာပေါ့နော်ကို့အတွက်ဆိုရင်တော့ဒါမွေးနေ့ပွဲပြန်လုပ်ပြီးတော့ဒါပြန်ရရမယ်ပွဲလုပ်အောင်ပါပေါ့နော်